ပြောပြရင်လေဥရေရူကအပူပြောတယ်လို့ထင်နေပါဦးမယ်ဟိုရကလေးကောင်မပေါ်တော့ကျွန်တော်တို့တင်ထားတယ်ဟိုက်ချက်တောင်ဝင်စစ်ကလေးကိုနိုင်ငံခြားကအကိုတယောက်ကတွေ့လို့ရန်ကုန်မှာရှိနေတဲ့မိသားစုကိုလာကြည့်ခိုင်းနေတာဖြစ်ပါတယ်ဒါနားလေတကြွန်းနေပေါ်တော့ဆရာတွေကိုခေါ်လာပြီးတော့ကားလေးကိုလာရောက်စစ်ဆေးနေတာဖြစ်ပါတယ်ဥရေရေဗမာမားတော်မကြည့်ဘူးပေါ်တော့ဥရေကပြေးတယ်အာမခံချက်တွေကြောင့်ဥရေကိုပဲယုံကြည်တယ်ဥရေကိုပဲစိတ်ချတယ်ဆိုပြီးပေါ်တော့မနက်၈နာရီတည်းကပေါ်တော့ယုံဖွင့်ခြင်းနေထိုင်ဆောက်ပြီးတော့ကားလေးကိုကြည့်တခါတည်းကြိုက်လို့ငွေပုံချေပြီးတော့ဒါကားလေးကိုယူသွားပြီး ဖြစ်တဲ့အတွက်ကြောင့်မလို့ hijack တောင်စစ်ကလေးကလည်း so out လို့သွားခဲ့ပြန်ပါပြီခင်ဗျာအခုလိုမျိုးတော့ဥယျာဉ်ကိုယုံကြည်တယ်စိတ်ချတယ်ဆိုတဲ့အတွက်ကြောင့်မလို့ဥယျာဉ်မိသားစုကအရန်အရန်ကူမှဝမ်းသာပါတယ်ခင်ဗျာချစ်ကိုပြီးလို့မိသားစုလည်းစိတ်ချမ်းမှာကိုချမ်းသာပြီပေါ့နော်စီးပွားလှလှပါရည်လည်းပွင့်လန်းပါစီခင်ဗျာ လုပ်ငန်းကင်ကန်းနေလည်းအဆင်ပြေပြီးတော့အသက်ရှူတဲ့ငွေမာစီလို့ဥယျာဉ်မိသားစုကဆူတောင်းပေးလိုက်ပါတယ်ခင်ဗျာဥယျာဉ်ကိုယုံကြည်လို့ဥယျာဉ်စီမှာကားဝေခြင်းနဲ့ညီကိုမိတ်ဆွေတွေကတော့ကျွန်တော်တို့ရဲ့ရောဖုန်းနံပါတ်လေးဖြစ်တဲ့0011 06 55လေး ဆိုတဲ့ဖုန်းလင်းကိုဆက်သွယ်ပြီးတော့မင်းမြန်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။